1968ခုနှစ်ဗီယက်နမ်စစ်ပွဲကာလမှာ Green Pirates ဆိုတဲ့ American စစ်တပ်တစ်စုကိုတောင်ကြားတစ်ခုတည်းကတောနဲ့ထဲမစ်ရှင်လွတ်လိုက်ပါတယ်။အဲ့ဒီမှာမျိုးမည်မသိတိုင်းရဲတွေတိုက်ခိုက်မှုကိုသူတို့ခံလိုက်ရတယ်။ကျောက်ဆရာကောင်းတာကတော့သူတို့ဟာရန်သူတွေကိုတည်တည်ချာချာမမြင်ရပဲတစ်ဖွဲ့လုံးတောနဲ့တဲပျောက်ဆုံးသွားတာပါပဲဒီအချိန်ဗီယက်နမ်ရဲ့တခြားတနေရာမှာတော့တက်ချက်ကြီး Brian Baker ဥဆောင်တဲ့ Vulture တစ်ဖွဲ့ဟာသူတို့လူတွေကိုကယ်တင်ဖို့အတွက်ရန်သူစစ်ကမ်းကိုအသေးခံဝင်တိုက်ခိုက်ခဲ့ကြတယ် အလာကောင်းပေမဲ့အခါနှောင်းသွားတယ်လို့ဆိုရမယ်သူတို့ဘလို့ပဲသက်ဆွန်ပြီးကဲတွင်ဖို့လုပ်ပေမဲ့တုံပန်းတွေကဘဝကူးသွားတော့ကိုတွေ့ရလို့သူတို့လည်းအဲ့ဒီစကန်ကိုအပြည့်အစုံချိန်မုံပြီးရှည်ရန်စကန်ကို ပြန်လာကြပါတယ် ရောက်တာနဲ့သူတို့ရဲ့တပ်မှုဘုံမှုကြီးဂျေရီခိုကဗာချက်ဖွဲ့ကို Green Barrel အကြောင်းပြောပြပြီးသူတို့ကိုတွားပြီးကင်တင်ဖို့ချက်ချင်းမိန့်ချလိုက်ပါလေစစ်စင်ရေးတစ်ခုကနေအပြန်ဖင်တောင်မှပူအောင်မထိုင်ရသေးဘူး။တေမင်းကရွန်းကိုထပ်ဖို့လို့မကျင်လက်ကြပြီမဲ့ VMN စစ်မြေပြင်မှာရုရှားတွေနဲ့ VN တွေပေါင်းပြီးအမေရိကန်ကိုတိုက်နေတဲ့ကာလာကြီးမှာမဟုတ်သူတို့လည်းအမိန်တိုင်းလုပ်ရုံမှတပါတခြားရွေးစရာမရှိ ဖယ်ချတက်မှာတက်ချက်ကြီးရာယဘေကာဒုတက်ချက်ဆေဗီယာဝိုင်းစ်အတွေ့အကြုံမရှိသေးတဲ့ဖခွဲကျွမ်းကျင်သူ လီယွန်ဗန်ရှစ်တက်သားများဖြစ်ကြတဲ့အီလီတေလာနဲ့ချာလီမီလာတို့ပြင်စနိုက်ပါသမားတွေဖြစ်ကြတဲ့ဂျယ်ရယ်ကီရက်စ်နဲ့လိုဂန်စတိုဗယ်လို့စုစုပေါင်း9ယောက်ပါတဲ့တက်စုလေးပါ ဘုံဘူးကြီးဂျေရခုပြောတယ်အဲ့ဒီဘာရက်အဖွဲ့ဝင်တွေကသွားပြီးကင်းရမယ်ဆိုတာကဗဲချာတစ်ဖက်ကတာမန်ကက်တင်ရေးမရှင်လို့ထင်ခဲ့ကြပြီမဲ့သူတို့သွားတဲ့တောင်ကြဟာကြောက်စရာကောင်းတဲ့ကဘာဦးတားရဲ့ကောင်တွေမင်းမူနေတာကိုတော့သူတို့အဲ့ဒီချိန်ကမသိခဲ့ကြပါဘူး ူတို့ဟာမောင်တုကိုအာကိုပြီးရုရှားတွေရှိတယ်လို့ကြော်ကြားတဲ့တောင်ကြားကိုရဲရင်ဘော်ကနေခုံချပြီးကျွမ်းကျင်တွက်လက်တဲ့ပုံစံနဲ့နေရယူလိုက်ကြတယ်။မောင်မိတ်နေတဲ့ပဝင်းကျင်မှာသူတို့ဘေးကင်းတာကိုတွေ့တော့မှဆက်သွားဖို့ပြင်ဆင်ကြတယ်။မကြခင်မှာပဲထူးဆန်းတဲ့အရာတစ်ခုကိုသူတို့သတိထားမိလိုက်ပါတယ်။မြေပြင်ပေါ်မှာသကောတစ်ချက်ပမာကြီးမားတဲ့ခြေရာကြီးတစ်ခုကိုတွေ့ရတယ်။အဲ့ဒီလိုအန်ဟောနေကြတော့နောက်ဖွယ်သားတူကလည်းလက်တစ်ဖက်စားလောက်ရှည်တဲ့ညှက်မွေးတစ်ခုကိုတွေ့လိုက်ရတယ်။သူတို့စိတ်ထဲမှာမေးခွန်းတွေပေါ်လာတယ် ကြည်တော်ထဲမှာအေယာမသရဝါကြီးတကောင်များပုံနေသလားပေါ့တိတ်မသွားရသေးဘူးနောက်တယောက်အရင်ကပျောက်ဆုံးသွားတဲ့ green barrel တပ်ဖွဲ့ရဲ့အမတားပါတဲ့ဂျိုးပုတ်ကြီးတစ်ခုတွေ့လိုက်ရတယ်အဲ့ချဲမှာတွေ့ရတဲ့မဆူစားဦးတုံမှာတော့ခတ်တော့တော့ရေးထားတဲ့လရင်းနဲ့သူတို့ရဲ့မစ်ရှင်ဟာတောနဲ့ထဲကရုရှားတွေရဲ့စရုပ်ထမြောက်သူ့ဒေသနာစခန်းကိုရောက်ဖို့ဒါပေမဲ့လမ်းမှာသူတို့ကိုကြောက်မဖွယ်ကောင်းတဲ့သရဝါတွေကဝိုင်းဝန်းတိုက်ခတ်ခဲ့ကြတယ်ဒီစာကိုဖတ်ပြီးဘေကာရဲ့ရှင်တဲ့လှုပ်ရှားသွားပြီးလူတိုင်းကိုသတိရှိဖို့အချက်ပြလိုက်တယ် ဒီမရှင်ဟာရှေ့ကသူတို့ရင်ဆိုင်ခဲ့တဲ့မရှင်အားလုံးထပ်ပို့ပြီးအန်ဒီယံများတယ်လို့တွတ်ဆလိုက်ပါတယ်။ယုဒိယရှေ့ကနေထူးဆန်းတဲ့အော်ဒန်တစ်ခုထွက်လာလို့အားလုံးချက်ချင်းသတိရှိရှိနဲ့တိုက်ပွဲဝင်ဖို့အသင့်ပြင်လိုက်ကြတယ်။အတန်ကနီလာရာနဲ့မျှဝိုင်းဘေကာရဲ့ခြေထောက်တစ်ဖက်ယုဒိယချော်ထွက်သွားပြီး မမြင်ရတဲ့စွမ်းအားတစ်ခုကသူ့ကိုစွဲခေါ်သွားတယ်။ညမောင်တဲ့မှာအမြင်တွေကဝိုးတော့သူကမကြောက်မလန့်သူ့ဘောင်းဘီကိုလာစွဲနေတဲ့အကောင်ကိုမမြင်မဆန်းနဲ့ရန်တန်းပစ်ခလိုက်တော့နောက်ဆုံးမှသူ့ကိုထားပြီးထွက်ပြေးသွားပါတယ်။အဖွဲသားတွေသူ့ရှိရာချက်ချင်းပြေးလာကြတယ်။ဘေကာကသူ့ကိုတိုးရင်းတကောင်လာစွဲတာကံကောင်းလို့ဘောင်းဘီပဲစုပ်ပြဲခံရတာတဲ့။ ဘေကာကသူတို့ဟာတရားသဘက်တွေရှိတယ်။နေမြေတဲ့ကိုမတော်တဆဝင်လာမိကြပြီလို့ခံမလိုက်တယ်။ဒါကြောင့်ဒီနေရာကနေအမြန်ဆုံးထွက်သွားကြတာကောင်းမယ်လို့လေသူကပြောတယ်။စကားတွေများမနေပဲအယုံမတက်ခင်သူတေသနာစခန်းကိုရှာရမယ်လို့ခီးဆက်လိုက်ကြပါတယ်။တစ်ဖက်မှာတော့ဗယ်ချာတို့ဖွဲ့ကိုတံပြန်အဖြစ် Dog of War လို့ခေါ်တဲ့ဆိုဗီယက်တပ်ဖွဲ့တစ်ဖွဲ့ကခြေအခံလိုက်လံထောက်လန်းနေပါတယ်။ဒီဖွဲ့မှာတော့ဗီယက်နမ်မျိုးသမီးယောက်ျားစစ်သည်ကိုနဲလဲပါတယ်။ သူတို့ကဆိုဗီယက်ဗိုလ်ချုပ်ရိုဒင်ဆိုတဲ့ခေါင်းဆောင်ရဲ့အမိန့်နဲ့ဝင်လာသမျှအမေရိကန်စစ်သားတွေကိုရှင်းလင်းဖို့တာဝန်ယူထားကြသူတွေပါသူတို့လည်းဗယ်ချာဖွဲ့ကပြစ်ခတ်လိုက်တဲ့တနက်တန်တွေကြားရပြီးတဲ့နောက်အတန်ရှိအောင်မဲပြီးလိုက်လာကြတာတောနက်ကြီးကအန်ဒီယကြီးမတဲ့အရာတွေရှိနေတာကိုသူတို့ခဏမေ့သွားကြတယ် ဒီချိန်မှာပဲရုရှားစစ်သားတူသူ့လက်ဘင်းကတောချင်ရိုင်းကိုရိုက်လိုက်ချိန်မှာသူ့ဦးခေါင်းကကြောက်စရာကောင်းတဲ့မေယိုနဲ့လိန်ပြီးဆွဲခေါ်တာခံလိုက်ရတယ်။ကျန်တဲ့သူတွေကဘာဖြစ်သွားတယ်ဆိုတာကိုနားလည်အောင်ကြိုးစားနေလို့မှာပဲသူတို့ရဲ့ဖော်ကိုသတော်ဝါကြီးတကောင်ကဆွဲခေါ်သွားပါပြီ။သူတို့ကသွေးဆက်တွေကိုခြေအားခံပြီးလိုက်ကြည့်လိုက်တဲ့အခါစောစောကစစ်သားရဲ့အစိတ်စိတ်မွားမွားဖြစ်နေတဲ့အလောင်းကိုသာတွေ့ခဲ့ရပါတယ်။တပတ်မှာဗချာတစ်ဖွဲ့ကစောစောကဘာကောင်ကြည့်လဲလို့လေတံလေးတွေနဲ့မေးနေကြတယ်။ သူတို့ဟာမြေပြင်ပေါ်မှာအေယာမသွားတချောင်းကိုလည်းထတ်တွေ့လိုက်ရတယ်။ဒါဟာဘလူးကြီးတကောင်ရဲ့သွားဖြစ်နေမလားပဲ။လူတိုင်းရဲ့နှလုံးသားထဲမှာအေးခက်သွားသလိုခံစားလိုက်ရပြီမဲ့ရဲစိတ်တင်းပြီးရှေ့ဆက်တိုးလာကြတော့ Green Barrel အဖွဲ့ကပျောက်ဆုံးနေတဲ့စစ်သားနှုတ်ရဲ့လောင်းကိုတွေ့သွားကြတယ်။အလောင်းတွေမှာနှဆိုင်တဲ့စုတ်ဖြတ်ထန်ရာတွေရှိနေတယ်။ဒါဟာလူတယောက်ရဲ့လုံရမဟုတ်ပါမလားလို့တွေးတောမှင်သက်နေမိကြတော့ ရုတ်တရက်ခြုံပုတ်တွေထဲကနေဒိုင်နိုဆောပေါက်ဆလေးတွေအများကြီးခုန်ထွက်လာကြတယ်သူတို့လည်းအချိန်တစ်စက္ကန့်မှမဖြုံးပဲမြင်မြင်သမျှကိုတနက်နဲ့တတိုင်းတိုင်းပြစ်နေလိုက်တာကြီးစံမိုးရွာနေသလိုပါပဲပြည်ရင်ခရင်နဲ့သူတို့တွေလူကွဲလာကြတယ်အရွယ်စားသိငယ်တဲ့ဒိုင်နိုဆောတွေကဖွဲအားတွေလူသူတို့ကိုဝင်ဆွဲဖို့ကြိုးစားနေရကအချိန်နဲ့ထိမ့်နိုင်သွားတော့မှပဝင်းချင်းကိုသေသေချာကြည့်လိုက်တော့ကြောက်မဖွဲကောင်းတဲ့အမှန်တရားတစ်ခုကိုသူတို့တွေ့လိုက်ရတယ်သူတို့ဝင်ပြီးတဲ့ဒီလိုင်ကူဟာတကယ်တော့ဒိုင်နိုဆောတွေရဲ့အပိုက်ဖြစ်နေတာပါပဲ ချက်ချင်းပဲနွယ်ပင်တွေကိုအပြုတ်ပြီးအပေါ်ကိုတော်တက်ကြတယ်ဒီလိုနဲ့သူတို့ဟာဒိုင်နိုဆောတွေရဲ့ဝိုင်းဝန်းမှုကလည်းလွတ်မြောက်သွားကြပါတယ်ဒီလိုသရဝဆောတွေရှိနေတာကိုကျူမပြောပဲမရှင်လွတ်လိုက်တယ်ဘုံမှုဂျေရခိုကိုလည်းသူတို့ကကျင့်ဆဲကြတယ်ပြင်းရင်လွှာရင်ဘေကာနဲ့လီယန်တို့နှစ်ယောက်ပြောင်းနေတာကိုကျင်နဲ့ငါးယောက်သတိထားမိလိုက်တယ်သူတို့နားမှာလည်းသရဝကောင်တွေရဲ့တောတုတန်တွေကိုကြားနေရလို့သူတို့ဝိုင်းခံရပြီလို့နားလေသွားတယ်တနက်နဲ့ပြစ်ဖို့ကလည်းဘေကာတို့ဘက်ပဲပြစ်မိရင်ခက် ်ပြန်ရှာတဲ့မရှာတဲ့ဆွေးနေနေတော့မှာပဲသူတို့ရဲ့ရှေ့ကနေအရာမှသရဝါကြီးတကောင်ဖြစ်သွားလို့အာလုံးကြောက်လန့်ပြီးအသက်ရှူတော့ရက်တန့်သွားကြပါတယ်တစ်ဖက်မှာတော့ဖွဲ့နဲ့ကွဲသွားတဲ့ဘီကာနဲ့လီယွန်တို့ဟာတပင်တွေနည်းနည်းရှင်းတဲ့နေရာတစ်ခုကိုရောက်လာကြတယ်ဝါနှုတ်သေးတဲ့လီယွန်ကတိတ်ကြောက်လန့်နေလို့ငါတို့လောက်ကဒီလိုပဲကွာငါကောင်ရ ဒီအချိန်မှာသူတို့ရှိကကြောက်တုံးကြီးတလုံးလှုပ်လာတာတွေ့လို့ကြိလိုက်တော့အိပ်ပျော်နေတဲ့အရာမထိုင်သူစောကြီးတကောင်ဖြစ်နေတာသိလိုက်ရပါတယ်။နှစ်ယောက်စလုံးစွန့်အားသွားတယ်။လှုပ်တော့မလှုပ်ရဲသူတို့စိတ်ထဲကတော့ပြေပောက်ဘလို့ရှားမယ်တွေးနေကြတယ်။ဒီအချိန်မှာလီယွန်ကဘေကောက်ကိုဆရာဘာလုပ်ကြမလဲလို့မေးလိုက်တဲ့အတန်းကြောင့်ဒိုင်နိုဆောကြီးရဲ့ကိုယ်လုံးနဲ့ကွယ်နေတဲ့နေရာကနေဒိုင်နိုဆောပေါက်လေးသုံးကောင်ပေါ်ပြီးထွက်လာတယ်။အဲ့ဒီအတန်းကြောင့်ဒိုင်နိုဆောပေါက်ကြီးလည်းနိုးလာပြီးသူ့ကိုစိန်ပြန့်အောင်လုပ်တဲ့ဘေကာနဲ့လီယွန်တို့ကိုအမဲလိုက်ပါတော့တယ်။ သူတို့ကြောက်လန့်ကြားနဲ့နောက်ပြန်လှည့်ပြေးကြတယ်။ပြင်းနဲ့တနက်နဲ့ပြစ်ခတ်ဖို့ကြိုးစားခဲ့တယ်ပေမဲ့ဒိုင်နိုဆောမကြီးရဲ့ထူထဲတဲ့ရေပြားပေါ်မှာတာမန်ကြီးစာလင်ကမတိုးဒီကြတဲ့လူယုံကိုလှမ်းကိုက်လိုက်တာတီတီလို့လွတ်သွားလို့မေယိုချင်းရိုက်တန်ခွက်ခနဲ့ကိုတော့မှကြားလိုက်ရသေးတယ်။ဘာပဲဖြစ်ဖြစ်တနက်နဲ့ပြစ်ခဲ့တဲ့အကျိုးကြောင့်အမဲလိုက်တာကိုရက်ပြီးပြန်လှည့်သွားလို့သူတို့နှုတ်အသက်ရှူချောင်သွားပေမဲ့ဇောချွေးတွေကတော့တတောက်တောက်စီးကြလာခဲ့ရတယ်။ ဒါပေမဲ့ခဏပါပဲဒိုင်နိုဆောကတခြားတစ်ဘက်ကနေပြန်ပေါ်လာလို့အသက်ရှင်ဖို့အတွက်ယူမူထွက်ပြေးလိုက်ကြတာနေထွက်တဲ့အချိန်ထိပါပဲလိုက်သူပြေးသူနှစ်ဖက်စလုံးဇွဲကောင်းချက်ဘေကာကရသလောက်တော့ပြစ်ခတ်ပါသေးတယ်ဒီလိုနဲ့ဘယ်ရောက်လို့ဘယ်ပေါက်မှမသိစူပြေးကြရင်ရုတ်တရက်သူတို့ရှင်မှာမြေကမ်းပါကြီးတစ်ခုဘွားကနေပေါ်လာတယ်ဒိုင်နိုဆောကလည်းစစ်လိုက်ဆိုသလိုပြေးလိုက်လာတော့ဘေကာလည်းဘာမှမစဉ်းစားတော့ပဲလူရင်ကိုဆွဲချပြီးနှစ်ထဲကိုခုံချလိုက်ပါတယ် နောက်ကလိုက်လာတဲ့ဒိုင်နိုဆောကလည်းသူ့အရှိန်နဲ့သူ break out လို့မရ။ကံကောင်းတော့သူတို့နှစ်ယောက်စလုံးပြုတ်ကျလို့မသိ။ကံဆိုးကျင်တော့ဒိုင်နိုဆောကလည်းရေကူးတက်တက်ကောင်ဖြစ်နေတယ်။လီယွန်ကတော့အသက်ရှင်ပေမဲ့လန့်ပြီးမေ့နေလို့တဖက်ကန်းကိုသူ့ကိုခေါ်ပြီးကူးလာချိန်မှာအန်ဩစရာပါဒိုင်နိုဆောကလည်းသူ့နယ်နေမိတ်ကုန်သွားတဲ့အတိုင်းပဲပြန်လှည့်သွားလို့သူတို့တွေတကယ်ကိုအသက်ချမ်းသာရကြာသွားပါတယ် လီယွန်ပြန်သတိရလာတော့မှအဲ့ဒီမျိုးသမီးကသူ့နာမည်ဆိုဖီယာလို့ပြောပြတယ်ဆိုဖီယာဒီနေရာမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးဒိုင်နိုဆောတွေရဲ့လက်ထပ်တွေကိုကောင်းကောင်းသိထားသူဖြစ်နေတယ်။သူကဘေကာရုနောက်လိုက်နေတဲ့ဒိုင်နိုဆောကဒိုင်နိုဆောရက်မျိုးတီရက်အမကောင်ညာသောအဖြစ်မရီကသူကလေးတွေကိုစောက်ရှောက်ဖို့ပဲတာမန်အဖြစ်နေလေးရှိတယ်။တိုက်ခိုက်လည်းမရှိဘူး။တကယ်တော့အထီးဒိုင်နိုဆောတွေကသာမဲလိုက်တာလူတွေကိုတွေ့လာနဲ့ကြိုက်သက်တာပဲတဲ့။ ဘေကာကမြစ်တစ်ဖက်ကမ်းမှာကျန်ခဲ့တဲ့သူ့ဖွဲ့သား9ယောက်ကိုတတိယသွားတယ်ဒါပေမဲ့ဆိုဖီယာကရှင့်လူတွေကအခုမြင့်ဟိုဘက်ချက်မှာဘာမှမလုပ်ပေးနိုင်ဘူး။တေဖို့ရာခိုင်နှုန်းပုံများတယ်တဲ့။ဒါကြောင့်ဆိုဖီယာသူ့နေတဲ့စီကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တဖက်မှာတော့ကြံခဲ့တဲ့ဘက်ချဖွဲ့9ယောက်ကတော့ထူးဆန်းတဲ့တောနဲ့ကြီးနဲ့တဖြည်းဖြည်းရင်းနှီးလာကြပါပြီ။ဒီလောက်များပြားတဲ့ရှီအောင်တရဝါတွေဘလို့လို့ဒီမှာရှိနေတာလဲဆိုတာသူတို့မစင်စားတဲ့ ကောင်းတဲ့တစ်ချက်ကတော့တသက်လွတ်စားဒိုင်းလို့ဆိုအများစုဟာအေးချမ်းတဲ့သဘောဝရှိကြတာသူတို့သိတယ်တခါတလေကြမ်းတဲ့အကောင့်တွေနဲ့တွေ့ရင်လည်းအချိန်မီရှောင်တိန်လာတတ်တယ်မြေပုံရသူတို့ရဲ့ခီးဆုံးဖြစ်တဲ့စရုဒ္ဓမြောက်သူ့တေသနာစခန်းကလည်းမဝေးတော့ဘူးဘေကာနဲ့လီရင်တို့အသက်ရှင်သေးတယ်ဆိုရင်တော့အာလုံစုရမှာပြန်ဆုံနိုင်မယ်မလားဒါပေမဲ့ဘေကာတို့ကိုဆိုဖီယာခေါ်သွားတဲ့နေရာဟာမြေပုံတဲကသူ့တေသနာစခန်းဟောင်းအဖြစ်အမှတ်သားပြုထားတဲ့နေရာနဲ့အတူတူပဲဆိုတာကိုတော့သူတို့မသိကြသေးပါဘူး ဆိုဖီးယားကတော့ဒါဟာဒီတော့ရဲ့အလုံးကြုံဆုံးနေရာလို့ပြောတယ်။ခိုရောက်တော့ဘေကာရဲ့စိတ်ထဲတန်တရားတွေပို့ပြီးကြီးချွာလာတယ်။ဆိုဖီးယားကလည်းသူ့အကြောတဲ့ကိုစိတ်တလုံးထိုးနေတာတွေ့ရတယ်။ နောက်ဆုံးတော့ဘာလို့ဆေးထိုးတာလဲဒိုင်နိုဆောတွေဘလို့လုတ်ပြီးဒီကိုရောက်နေတာလဲတန်တရားတွေကြီးလွန်းလို့မေကွန်းတွေကိုဖိဖိပြီးအော်ပြောတော့ဆိုဖီယာကတီဗီလေးပြုံးပြီးအမှန်တရားတွေကိုဖွင့်ဟားလိုက်တယ်သူပါဝင်ခဲ့တဲ့သိပ္ပံပညာရှင်ဖွဲ့ဟာဆိုဗီယက်စစ်ဗိုလ်ချုပ်ကြီးရိုဒင်ရဲ့အမိန့်အရသိပ္ပံဆန်းသတ်မှုတစ်ခုကြောင့်ဒိုင်နိုဆောမျိုးစိတ်အစုံကိုဒီတောင်ကြားထဲမှာမတော်တဆပြန်လဲအသက်သွင်းလိုက်သလိုဖြစ်သွားတယ်ဒီမောက်ကိုဗိုလ်ချုပ်ရိုဒင်ကအသုံးချတယ် ဒါကြောင့်မိုးကြိုရိုရင်ကသိပ္ပံပညာရှင်အားလုံးကိုတက်ဖြစ်ဖို့မိတ်ပေးခဲ့တယ်အခုတော့သူ့မှာလူတယောက်နဲ့စကားမပြောရတာတော့မှတော်တော်ကိုကြာနေပြီလို့ပြောပြပါတယ်ဆေးကတော့အစားအစာပြက်လို့အစားထိုးတာတဲ့ဒီအချိန်မှာပဲကျိုးမဲ့ရေဒီယိုတစ်ခုတွေ့လိုက်ရတယ်လီယွန်ကချက်ချင်းပဲဌာနချုပ်နဲ့ဆက်သွယ်လုပ်ပြီးတိဝက်သူတေနာစခန်းနဲ့ဒိုင်နိုဆောတွေရှိတယ်ဆိုတဲ့အကြောင်းပြောပြလိုက်တယ်ဒါပြင်အချက်ချင်းကူညီပေးဖို့လည်းတောင်းဆိုလိုက်တယ် ဒါပေမဲ့စစ်ကန်းကဘုံမူကြီးဂျရခိုတို့ဘက်ကဒီကောင်တွေတောထဲမှာမိုးရီလျှောက်စားပြီးပေါက်တက်ကြတယ်ပြောနေတာပါဒီခေတ်မှာထိုင်းတို့စော့တွေဘလုံးလုံးရှိမှလဲလို့ငင်းခုန်နေကြတယ် ဘာခါကကျုပ်လူလိုပြောနေတာဒီကိုဘာဖြစ်လို့လွတ်လိုက်တာလဲဘာကိုရှာစီနေတာလဲဒီမှာရုရှားတွေရဲ့လျှို့ဝှက်စစ်ကမ်းအဟောင်းနဲ့အသားအစားဒိုင်နိုဆောတွေရှိတယ်လို့ကျုပ်ပြောနေတာခမားထက်လူကြီးကိုဆိုဗီယက်ဗိုလ်ချုပ်ရိုဒင်လို့ခေါ်တဲ့သူအကြောင်းကိုစုံစမ်းကြည့်အောင်ပစင်းလွတ်လိုက်ဆိုတော့ခဘက်ကလည်းမင်းချိချောက်တိုင်းရမယ်လို့ထင်နေသလားတရောင်းစားလေးပစက်ပိတ်ထားလို့ပိတ်ဆဲလိုက်တယ်ဒါပေမဲ့ဘကားလူလူမျိုးကတရေဘောကြောင်တဲ့သူမဟုတ် ဘိုရိုဒင်ဆိုတဲ့လူချောင်းတော့တချို့တွေကိုလွတ်ပြီးစုံစမ်းခိုင်းအောင်မလို့စပက်စကန်ကလူကြီးတွေတိုင်ပင်လိုက်ကြပါတယ်ဒီအချိန်မှာကြံခဲ့တဲ့ဘေချာဖွဲ့ဝင်၅ဦးကလည်းမြေအိုင်းရှူတွေကြားရောက်နေပြီးရုတ်တရက်တနက်တန်တွေပဲ့တင်ထွက်လာပြီးသူတို့တဲကတူအဲ့ဒီနေရာမှာလဲကျသွားတယ်သူတို့ဟာ Dog of War လို့ခေါ်တဲ့ဆိုဗီယက်တပ်စုရဲ့ခြုံကိုတိုက်ခိုက်တာကိုခံလိုက်ရလို့ကျန်တဲ့သူတွေကအမြန်ပုန်းလိုက်ရတယ် မကြပါဘူးနှစ်ဖက်ပြန်လည်ပြစ်ခတ်မှုဖြစ်ကြတော့သနတ်တန်တွေတောထဲမှာဟိမ့်ထွက်သွားလို့သူတို့ကိုလာရှာနေတဲ့ဘေကာတို့အဖွဲ့လဲကြားလိုက်ရတယ် ဒါပေမဲ့တိုက်ပွဲမှာနှစ်ဖက်မဲပြီးပြစ်နေကြရတဲ့စစ်သားတွေဟာသူတို့ရဲ့တကယ်ဘုံရန်သူစစ်လာနေပြီဆိုတာကိုတော့သတိမထားမိလိုက်ကြပါဘူး။ကောင်းကင်ဘုံမှာကွာတာကိုလက်ဆိုတဲ့ပြန်တန်းနိုင်တဲ့ဒိုင်နိုဆောဒါစင်နဲ့ချီပြီးပြန်ဝဲနေတယ်။ဒါကိုတွေ့သွားတော့နှစ်ဖက်စစ်သားတွေတပြိုင်တည်းပြစ်ခတ်မှုရနာပြီးအပေါ်မှာပြန်နေတဲ့သူတို့ရဲ့ဘုံရန်သူကိုစိုက်ကြည့်ကြတယ်။အကောင်တွေကိုသူတို့ပြစ်ကြပြီးမဲ့ကံမကောင်းတာကကြီးစံတွေကတိတ်မထီအောင်။ဒါကြောင့်သူတို့အလုံးမျက်ခြုံတွေထဲမှာပုံအောင်ကာကွယ်လိုက်ကြတယ်။ ခဏကြာမှာတောင်မှပါတဲ့တားရဲကအောက်ကိုဆင်းလာပြီးသူ့ရဲ့ခြံတက်တဲ့နှုတ်သီးတွေနဲ့ဆိုဗီယက်စစ်သားတဦးကိုချက်ချင်းထုတ်ပေါက်ပြီးဥတွေကိုခောက်ဆွဲမြင်လို့စုပ်ယူစားသုံးနေတာတွေ့ရလို့ကျင်းတဲ့သူတွေအားလုံးအသက်အောင်ထားလိုက်ရပါတယ်ဖြည်းဖြည်းချင်းနောက်ဆုတ်ထွက်ပြေးဖို့ကြိုးစားနေတဲ့ရုရှားစစ်သားနှုတ်ရဲ့လှုပ်ရှားမှုကအကောင်တွေကသတိထားမိလိုက်လို့လိုက်ပြီးထိုးစိတ်ကြတဲ့အခါသူတို့လည်းမျက်စိမိတ်ပြီးနင်းနီးကက်ကက်အဆက်မပြတ်ပြစ်ခတ်တာကြောင့်ဒိုင်နိုဆောပြန်တကောင်ခန့်သွားတယ် ဒီလိုနဲ့နှစ်ဖက်စစ်သားတွေတေမင်းကရင်ဝါကလည်းပြန်လွတ်လာပါတယ်ဖဲချာဖွဲ့မှာတော့ပထမဦးဆုံးကြီထိသွားတဲ့စစ်သားကီရော့စ်ကလွဲရင်ကျန်တဲ့သူတွေကတိတ်ထိခိုက်မရှိဒါပေမဲ့ဒဏ်ရာကကြီးလွန်းလို့ဘလို့လောက်ရမှန်းမသိဖြစ်နေတော့တနက်တန်ကြားလို့လိုက်လာကြတယ်ဘာကာရုနဲ့ဖွဲ့နဲ့ပေါင်းမိသွားတယ်ဘာကာကအားလုံးကိုသူ့ဒေသနာစခန်းဟောင်းကိုပြန်တင်တယ်လို့ပြောလို့မှမစုံသေးသူတို့နားမှာတိုင်းရဲ့အကောင့်သေးတွေရဲ့ဟိတ်ဟောက်တန်တွေပပလေကနေထွက်လာပြန်တယ် ဆိုဖီယာကဒါတွေကခွေးအားတွေလူအုပ်စုဖွဲ့ပြီးအမဲလိုက်တဲ့ဒိုင်နိုနီးရပ်စ်တွေပဲသူတို့ကမြေပြင်ပေါ်မှာရောတပင်ပေါ်မှာပါအုပ်စုခွဲပြီးသားကောင်ဖမ်းတတ်တည်တဲ့ရောက်ဆကဘေးကကိုဆွဲသွားတာလေအဲ့ဒီကောင်မျိုးပါပဲ ဒီလိုနဲ့သူတို့နောက်ကိုကပ်လာတဲ့ Dinosaurus တွေကတစ်ပင်ပေါ်ကအကောင်တွေကိုပါ Dresser ပြစ်ခတ်ရပြန်တယ်သူတို့ကြတော့ကြည်တိုးပေမဲ့အကောင်ရေတော့ကတိတ်များလွန်လို့ပြစ်ရတာလက်အံလုံးသေးတယ်တစ်ချိန်မှာဒဟန်ရနေတဲ့ Kyrus ကို Dinosaurus တစ်ကောင်ကလာဆွဲတုတ်သွားတယ် Kyrus လည်းတေးမှကြောက်ပြီးအသေးအံပြန်တိုက်ခိုက်တော့ ချူချူချာချာဒိုင်နိုဆောရပ်စ်တွေအနားကလေရှဲသွားတယ်ကီရက်စ်လည်းဝမ်းသာပြီးသူတိတ်ကြိတ်တဲ့ဆဲလီကိုတဖွာရှိုက်ဖို့လုံနေတော့အရင်ကအကောင်ထက်သုံးဆလောက်ပိုကြီးတဲ့အကောင်ကြီးတကောင်ရုတ်တရက်ထွက်လာပြီးတိုက်ခိုက်လို့သူအပြင်းထန်ဒဏ်ရာရသွားတယ်နောက်တော့တေမထုနေမထုမို့တိုင်းရဲ့မျက်လုံးကိုသူ့ဓာတ်နဲ့ထိုးချလိုက်တဲ့ချိန်ကျန်ဖွဲ့သားတွေလည်းရောက်လာလို့သူ့သေးကံမရောက်သေးပဲဖြစ်သွားရတယ် ဒါပေမဲ့ဒီကုလုံးမြင်မကောင်းအောင်သွေးတွေရွှဲနှစ်နေခဲ့ပါတယ်အဖွဲ့ဝင်တွေကတကိုင်းတစ်ခုနဲ့ယာယီလူနာတင်စင်တစ်ခုဖြစ်အောင်အမြန်လုပ်ပြီးမမောင်ခင်မှာသူတင်နာစခန်းကိုပြန်ဆွဲခေါ်နိုင်ခဲ့ကြတယ်ရှိတဲ့ပစ္စည်းလေးတွေနဲ့ရေးပေါ်ကူတာနေတဲ့ခြားကအခုမှဆိုဖီယာကရုရှားမှန်တီလို့လူသစ်တွေကအမေရိကန်နဲ့ရုရှားကပ္ပရန်ကိုအကြောင်းပြုပြီးစကားများနေကြသေးတယ်။နောက်တော့နာကျင်မှုကြောင့်လူလိမ့်နေတဲ့ကီရတ်ကိုကြည့်ပြီးဆိုဖီယာရဲ့စိတ်ဓာတ်ရဟောင်းတွေယုံကြွလာတယ် သူ့ဘောက်ကိုရင်နာလုံးလို့စိတ်မထိုင်နိုင်တော့ပဲမြေတွေနဲ့တူခန်းနဲ့ကလည်းပြေးထွက်သွားတယ်ဒါကိုဘေကာကရိတ်မိလို့ချက်ချင်းပဲနောက်ကနေလိုက်သွားတယ်တနည်းအားမှာအကျော်နဲ့ဆေးသွင်းနေတဲ့ဆိုဖီးယားကိုအဲ့အောင်မေးကြည့်တော့မှဆိုဖီးယားကပြစ်မှုကျူးလွန်ထားသူတူခံစားချက်ပြည့်နေပြောနေသလိုတဖြည်းဖြည်းချင်းပြောပြတယ် သူခင်မဟာနမကြီးနျူကလ িয়ার သိပ္ပံပညာရှင်တူသူတို့နှုတ်ကဒီနေရာကိုအာကာသခီးသွားနိပညာသူတင်နာလို့ဖို့အာဓမခေါ်ဆောင်ခံခဲ့ရတာဒါပေမဲ့စမ်းသပ်မှုတစ်ခုအတွင်းမှာစိုးရတဲ့မတော်တဆမှုဖြစ်ခဲ့တယ် particle collector လို့ခေါ်တဲ့အမုံတိုက်ဆက်ဟာရှီခိကာလာက one hope တကားပုတ်တစ်ခုကိုမတော်တဆဖွင့်လိုက်ပြီးအဲ့ဒီလမ်းကလူထိုင်းတို့စောတွေဒီခေတ်တဲကိုဝင်ရောက်လာခဲ့တယ်ဘိုးချုပ်ရိုဒင်ကဒီလူဝက်ချက်ကိုဖုံးကွယ်ဖို့အကုန်လုံးကိုတတ်လိုက်တယ်ဒီလိုသတင်းဖုံးလက်ဆတုံးနေချိန်မှာဆိုဖီယာကအပြင်မှာဒိုင်နိုဆောတွေကိုသူ့တေသနာထွက်လုံနေတာကြောင့်အသက်ရှင်ကျန်ရခဲ့တယ်သူစခန်းကိုပြောင်းတော့အားလုံးသိနေတာတွေ့ခဲ့တယ် ဘူချုပ်ကတော့နောက်ထပ်လာတူအမုံတိုက်ဆက်တစ်ခုကိုလှုပ်ဖို့ထွက်သွားပြီတဲ့ဆိုဖီယာကဘူချုပ်ရိုဒင်ရဲ့နောက် project ကိုမတားဆီးဘူးဆိုရင်ဒီကဘာကြီးဟာဒိုင်နိုဆောတွေကြောင့်အန်ဒီချားတဲ့ကြောက်သွားမှာမဟုတ်လို့အဲ့ဒီ project ကိုကူညီဖျက်ဆီးပေးဖို့ဘေကကိုပြောတယ်ဒီတော့မှဘေကစွန့်အားသွားရတယ်ဘာပြောလို့ပြောရမှန်းမသိသူကတော့ကေစီအဖွဲရောက်လာဖို့စောင့်တာကပိုကောင်းတယ်လို့ထင်တယ် အချိန်ကြာလာတော့ကင်းဆောင်နေတဲ့စစ်သားတွေကအမောင်တဲကလှုပ်ရှားမှုတွေကိုသတိပြုမိလိုက်တယ်ခဏကြာမှပဲဒိုင်နိုဆောရဲ့ကောင်တွေအပေါက်ကနေဝင်ဖို့ကြံလို့သူတို့လည်းကြီးစံပုံးရွာလိုက်ရတယ်ဆိုတာကဒီသနက်တန်တွေကြောင့်တရားမဒိုင်နိုဆောကြီးတကောင်ကအပြင်းထန်တက်ခိုက်ပြီးတန်မဏိတကောင်ကိုရိုက်ချိုးပစ်လိုက်ပါတယ်ဆိုဖီယာကနောက်တနားရီတောင်မှအသက်မရှင်နိုင်တော့တဲ့ကီယားစ်ကိုမငဲ့ပဲအပြင်ကစိတ်ကမ်းမှရှိတဲ့လှိနဲ့ဖပြေးကြဖို့ဘေးကကိုလောဆော်တယ်အကောင်ငယ်တွေကလည်းခေါင်းမိုးပေါ်ကိုတက်ပြီးဝင်လန်းကိုရှာနေကြပြီ သူ့ဒေသနာစခန်းကမလုံခြုံတော့ဘူးဆိုတာဘေကာယုံကြည်သွားပါတယ်။ GS ကလည်းသူ့အတွက်လက်ပြဘုံသာပေးခဲ့ဖို့တောင်းဆိုနေပြီ။နောက်ဆုံးတော့သူကြိုက်တဲ့ secret trail နဲ့တူသူ့ကိုခြံထားရစ်ခဲလိုက်ရပါတော့တယ်။ ဆိုဖီယာကစခန်းရဲ့လက်ဝဲဥမင်လိုင်ကောင်းတစ်ခုကနေမြေကဲနာကိုထွက်ဖို့လမ်းပြသွားတယ်သူတို့ရောက်တာနဲ့သူ့ဒေသနာစခန်းဟောင်းမှာပြင်းထန်တဲ့ပောက်ကွဲမှုထွက်လာလို့ကိရာဟာဒိုင်နိုဆောတွေနဲ့တူသူ့ကိုယ်သူအဆုံးသတ်လိုက်ပြီးဆိုတာကိုနားလေသွားပါတယ်လေပေါ်ရောက်တော့မှဘေကာကသူ့လူတွေကိုကယ်ဆယ်ရေးရင်ထပ်ပိုပြီးရေးကြည့်တဲ့အမှန်တရားကိုပြောပြတယ် ဗိုလ်ချုပ်ရိုဒင်းရဲ့မကောင်းတဲ့အကျဉ်းစီတွေကိုသူကြားခဲ့သမျှအကုန်ပြောပြီးနောက်ထပ်လုပ်နေတဲ့အမုံတိုက်ဆက်ကိုဖျက်ဆီးပစ်ဖို့လိုအပ်တယ်လို့ပြောတယ်။ခက်ကြောက်ကြောက်ဖြစ်နေတဲ့လီယွန်ကတော့သူတို့လာတာကဘာဖြစ်တာကိုကယ်ဖို့မှမဟုတ်တာ။ဒါသမရတွေဗိုလ်ချုပ်တွေရဲ့အလုပ်ဆိုပြီးတယောက်တစ်ပေါက်ထင်ကြီးတွေပေးကြတယ်။ဖဲချာဖွဲ့ဝင်အားလုံးဟာအလွန်တက်တိရှိကြပြီမဲ့အမုံတိုက်ဆက်အကြောင်းကိုတော့မသိ။သူတို့ကရိုဒင်းရဲ့သူ့တင်နာစကန်တစ်ကိုဘုံကျဲလိုက်ရင်ပြီးပြီလို့တွက်ဆတယ်။ဒီအချိန်မှာပဲဆိုဖီယာကအမုံတိုက်ဆက်ဟာတိတ်ကိုတည်ငြိမ်မှုမရှိတာ။ အဲ့ဒီမှာ one hold အများကြီးဖြစ်နေနိုင်တယ်အဲ့ဒီ one hold တွေကတော်တော်အကာသတို့အချင်းတို့ဆိုတာသူတို့အတွက်ကအတူတူပဲဒါကိုသွားပြီးဘုံကျက်လိုက်ရင်ပောက်ကွဲမှုစွန့်ရင်ကကမ္ဘာနေရာနှံပြမှာအကာသတကားပေါက်တွေပွင့်သွားနိုင်တယ်ဒါမှကမ္ဘာကြီးကိုဖျက်ဆီးလိုက်တယ်လို့ဖြစ်သွားမယ်အလွယ်ကူဆုံးနိလန့်ကတော့သူ့ဒေတနာစခန်းကိုသွားပြီးလက်စစ်ပလက်တွေကိုဆွဲဖြုတ်လိုက်တာပဲလို့ပြောပြပါတယ် အလုံးဗျူဟာကိုစဉ်းစားနေကြတော့မှပဲကဲနာမှာကြန့်လူမျိုး Transiodes ဆိုတဲ့အကောင်ကြီးတွေကိုတွေ့ရတယ်။ဘာကာကလှေကိုနည်းနည်းဝေးကိုရွှေ့ဖို့သတိပေးလိုက်တယ်။ဒီအချိန်မှာဆိုဖီယာကမော်ဖင်းကိုခိုးထိုးဖို့လုပ်နေလို့သွားပြီးတားနေချိန်မှာရီထဲမှာပုံနေတဲ့ကျောမှာအဆူတော်တွေပါတဲ့ Dinosaur Strigosaurus တကောင်ကလှမ်းပြီးဟတ်လိုက်လို့ကန်ကောင်းလို့အသက်ပါတော့မလို့သူတို့လက်တနဲ့ဝိုင်းပြီးပြစ်ကြတော့ Strigosaurus ကောင်ကကမ်းပေါ်ကိုထွက်ပြေးရင်ဟိုမှာရှိတဲ့ Transiatorus တွေနဲ့နေမြေလူပွဲဖြစ်သွားပါတယ်။ ဒါကိုလိုကန်ကစလိုက်ပါတဲ့စော်တော့မလို့လုပ်တယ်။သူ့ဘော်တော်ကလာတားလိုက်ရတယ်။တကယ်တော့လိုကန်တယောက်ကြောင်းလန့်စိတ်တွေများစိတ်ချောက်ချပြီးနည်းနည်းကောက်နေတာကိုသူတို့မသိကြ။နောက်ဆုံးသူ့တဲ့နဲ့သူသူ့ခေါင်းကိုပြန်ချိန်တာကိုတွေ့တော့မှဘာခါကအမြန်ဆုံးသွားပြီးအချိန်မကျသေးပါဘူးငှက်နေရခဏနေပါဦးလို့ဝင်ကြားလိုက်ရတယ်။ပြီးတော့တစ်ဆက်တည်းမွေးရစေးကြောင့်တုံယူနေတဲ့ဆိုဖီးယားကိုရေတက်တွေဆုံးရှုံးနေမှဆိုလို့ရေသွားတိုက်လိုက်ရသေးတယ်။ ဆေးတွေကိုရက်လိုက်စမ်းပါမိကိုတဲကမွေးဆွေးဝါးတွေထုတ်မှန်ရမယ်တဲ့ရေငက်ပြေတာနဲ့ဆိုဖီယာမမကစကားတွေဒရဆက်ပြောတယ်ကျမအာမခံဒီဒိုင်နိုဆောတွေကအခုနေရာကနေဗီယက်နမ်ကိုဝင်မယ်လာပိုင်းတွင်မြန်မာနိုင်ငံတရုတ်နဲ့အိန္ဒိယတဲရောက်လိမ့်မယ်တောထဲမှာအစာပြည့်ရင်သူတို့တွေဘာစားမယ်ထင်နေနေပေါ့လာပိုင်းတွင်ဒိုင်နိုဆောတွေမြန်မာပြည်ထဲရောက်နေတယ်ဟုတ်လားညီစမဟာဒီမှာကိုဗစ်ပြီးတဲ့ကကိုဗစ်တက်ဆိုပြီးတိုင်းနိုင်ငံလုံးတိုင်ပတ်နေတဲ့ကြားတယ် ဘာမှမသိပဲနဲ့တော်တော်ဒီမိမကို तू သွားခြင်းနဲ့ညမြန်မြန်ရအောင်ပို့လိုက်တာပဲကောင်းတယ်ကဲကွာကဲရောက်ပြီမှတ်ပလား အဲ့ဒီလိုပါဇက်ပုတ်နဲ့ပြောတယ်ဆိုဖီလီယာမမရဲ့လမ်းညွန်မှုတိုင်းဘိုးချုပ်ရေဒီယံသူတေသနာစခန်းအသစ်ရှိတဲ့ကျွန်းကိုရောက်သွားတော့ဂုံးပေါ်မှာပုတ်ပွားနေတဲ့လောင်းတွေတွေ့ရုံတင်တမကဒိုင်နိုနိစက်ကောင်တွေကရှင်ကိုက်သလိုဝိုင်းတွေ့ကြလို့စတိုဘယ်တယောက်ပြန်မခုခံနိုင်တော့ပဲသူ့တနက်နဲ့သူပြန်ထောက်လိုက်တယ်အသက်ပြောက်သွားတဲ့သူ့ကိုဒိုင်နိုနိစက်တွေကဝိုင်းပြီးအမဲဖြတ်ချင်ရောက်မှကျန်တဲ့သူတွေဘေးကင်းရာရောက်သွားရပါတယ်ညမှောင်ကဲလာချိန် သူဒေသနာစခန်းကိုဝင်မစီမီဘာကာကဌာနချုပ်ကိုသူတို့ရဲ့တင်တရားကိုလှမ်းပြောလိုက်တယ်။ဘုံမှုဂျေရခိုကလည်းအခုကျမှဝင်မတိုက်နဲ့ဒါနိုင်ငံတော်အစ်စ်ဖြစ်နေပြီလို့ပြောတယ်။ဘာကာကတော့ရေဒီယိုပြတ်တာလားဘာသာမှမကြားရဘူးဆိုပြီး line ကိုဖြတ်လိုက်ပါတယ်။နောက်တော့ညမောင်ကိုအခွင့်ကောင်းယူပြီးဝင်ပေါက်မှာစောင့်နေတဲ့လုံခြုံရေးတွေကိုကြော်ဖြတ်စခန်းထဲကိုသူတို့တိတ်တဆိတ်ဝင်လာကြတယ်။သူတို့ထဲရောက်တာနဲ့ဘူချုပ်ရိုတင်ကသူ့လူတွေကိုဒေါသတကြီးအော်ဟစ်ပြောဆိုနေတယ်။ အဲ့ဒီကစစ်သားတွေစိတ်မကြည်မလင်ဖြစ်နေတာဘာကတွေ့လိုက်ရတယ်ဗီယက်နမ်စစ်မီကွန်နဲ့ပါတဲ့ Dog of War အဖွဲ့လေပြန်ရောက်ခါစားဘိုးချုပ်ရိုဒင်ကမင်းတို့ရောက်လာတဲ့အတော်ပဲဒီညနောက်ဆုံးစမ်းသပ်မှုတစ်ခုရှိလိမ့်မယ်တဲ့ရိုဒင်ကဒီတစ်ခါဆက်တွေဖွင့်ပြီးမင်းလဲကျင်းရင်ပေါ်မှာငါတို့နဲ့အတူရှိနေမှာပါလို့ကွန်နဲကိုပြောလိုက်တော့ ကိုနဲ့လေရန်ကီတွေကပြစ်မချိုင်ကန်ကောင်းပေါ်ရှင်ကကျမတို့နိုင်ငံကိုမကောင်းဆိုးဝါးတွေအတွက်ညစာဖြစ်ထိုးကျွေးနေတာလို့ဒေါသကြီးပြောပြီးထွက်သွားပါတယ်အခုတော့ဗိုလ်ချုပ်ရိုတင်ရဲ့လောက်ရကူမနှစ်သက်တူတွေပုံများလာပြီအထူးသဖြင့် VNN စစ်သားတွေကသူတို့နိုင်ငံကိုအဲ့ဒီလိုဖျက်ဆီးအောင်လုပ်တာကိုမကြိုက်ဒီတော့အာခံဖို့ကြံတဲ့သူတွေဆိုဗီယက်တွေရဲ့အဖမ်းဆီးကိုခံလိုက်ရတယ်ဆိုဗီယက်တွေနဲ့ VNN စစ်သားတွေတွေးကွဲလာကြပါပြီ ဖခါကအခွဲကနေဆောက်ပြီးစောစကအခန်းလို့အဖမ်းခံလာရတဲ့ဒေသခံစစ်သားနှုတ်ကိုဝင်ကယ်လိုက်ပြီးမင်းတို့နိုင်ငံနာမည်ဆိုးမထွက်ချင်ငါတို့နဲ့ပူးပေါင်းလို့ညှိလိုက်တယ်အမုံတိုက်ဆက်ကိုဖျက်ဆီးဖြစ်ဖို့လာတယ်ဆိုတာကိုသိသွားတော့ခုနှစ်ယောက်ကလည်းချက်ချင်းကူညီမယ်လို့သဘောတူလိုက်ကြတယ်အဲ့ဒီအချိန်မှာပဲရိုဒီရဲ့စစ်သားတွေက TRS ပေါက်စာ၃កောင်တည်းကတကောင်ကိုတတ်မိလိုက်လို့ TRS ဖိနှက်မိနှစ်កောင်စလုံးစခန်းကိုတိုက်ခိုက်ဖို့တွားရန်စသလိုဖြစ်သွားပါတယ် ဒီရက်စ်တွေကြောင့်ဆိုဗီယက်စစ်သားတွေကဘာပြက်နေတော့ဘာကားတို့လည်းအခွင့်ကောင်းယူပြီးတခါခန့်တွေကိုအလဲတကူရောက်သွားကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမုံတက်ဆက်ရဲ့ program ကစတင်နေပြီ။ဒီလိုပလက်ကိုပိတ်လိုက်ရုံနဲ့အလုံးမဖြစ်ဘူးဆိုတာဆိုဖီယာကပြောပြတယ်။ဒီအချိန်မှာပဲဘေကာကအဆောက်အုံတစ်ခုလုံးနည်းနည်းလှုပ်လာတာကိုခံစားလိုက်ရတယ်။တကယ်တော့သူတင်နာစကန်ရဲ့အပြင်ဘက်မှာအရာမတ်ဒီရက်စ်ကောင်ဟာယူတူတူတူလို့စူးစူးညံ့ညံ့ဖြက်စီးနေတာပါရုရှားတွေဘလောက်ပြပြတာမန်ကြီးစံတွေကသူတို့ရဲ့ထူထဲတဲ့အခြေပြကိုမထိရောက်လို့ ဒုက္ခကအဲ့ဒီမှာတည်းမဆုံးတိုက်ခိုက်ဖို့ရောက်လာကြတာ T-Rex Dragon နဲ့မဟုတ်ပဲ Dinosaurus တွေများစွာလဲပါဝင်လာခဲ့တယ်စတားအုပ်စုဟာအဆက်မပြတ်နှုတ်ဆုံနေရတယ်။စကန်တစ်ခုလုံးမီတောက်မီလျံတွေနဲ့ပောက်ကွဲမှုတွေနဲ့ပြည့်နေတယ်။နေရာတိုင်းမှာအော်ဟစ်တန်တွေဖြက်စည်းတန်တွေလွှမ်းမိုးနေတယ်။ဘုံမှုဂျယ်ရမီကလည်းရဲရင်ပေါ်တက်နေတော့ပောက်ကျုံးနဲ့အဲ့ဒီအဆောက်အဦးကိုမခွဲနဲ့กว่าဘာကရငါတို့နေနမိတ်လုံအောင်လုံရအောင်မယ်กว่าလို့အဝေးကနေဇောချွေးပြက်နေတယ်။ နောက်ဆုံးတော့ဘူချုပ်ရိုဒင်ဟာသူ့လူရလူချောင်းထွက်ပြေးဖို့လှုပ်ပါတော့တယ်ဒီလိုနဲ့သူဟာတခွဲကန်းဘက်ကထွက်လာတော့ဘေကာရုတ်ဖွဲ့နဲ့သူထိုက်တိုက်တွေ့သွားတယ်သူ့ရဲ့မျက်လုံးကအမုံတိုက်ဆက်ကိုအမြန်ပိတ်ဖို့ကြိုးစားနေတဲ့ဆိုဖီးယားပေါ်ချက်ချင်းရောက်သွားတယ်ဒေါသကြောင့်ပြတ်ထွက်နေတဲ့ရိုဒင်ကသစ္စာပေါက်မှလို့អော်ပြီးတလက်ကိုထုတ်ဖို့လှုပ်တာဘာကာကအရင်ဦးပြီးရိုဒင်ကိုပြစ်ချလို့သူလဲကျသွားတယ် ဆိုဖီးယားကပထမတော့သူ့ယောက်ျားအတွက်လက်စားချေဖို့လုပ်သေးတယ်နောက်တော့မှမပြေးတော့ပဲရိုဒရီဂိုမတက်ဖဲဒီထက်ပိုဆိုးတဲ့ပြစ်ဒဏ်ပေးဖို့ဒီတိုင်းထားလိုက်ပါတယ်ပြီးတော့သူကဝါရကျုပ်ကိုဖျက်လိုက်တာနဲ့ဆက်ဟာလဲရစ်တန့်သွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတခွဲခန့်ရဲ့ဝင်ပေါက်ကနေရုပ်တရက်ဒိုင်နိုဆောတွေစုပြုံပြီးဝင်လာတယ်တကယ်တော့အခုဆိုရင်စခန်းတစ်ခုလုံးလုံခြုံရေး စီးပေါက်သွားပါပြီ သူတို့ကလက်ပြဘုံတွေနဲ့ကြီးစံတွေကိုမိုးရွာသလိုပြစ်ခတ်ရင်နှုတ်ဆုတ်ကြတယ်။ဒါပေမဲ့ပြဿနာကအကောင်တွေကအဆက်မပြတ်တိုးပွားနေလာပါပဲ။တဖြည်းဖြည်းနဲ့သူတို့အလုံးဟာတခွဲခဲရဲ့နောက်ဆုံးပန်းကိုတွန်းပို့တာခံလိုက်ရတယ်။ကံကောင်းလို့အပြင်ထွက်နိုင်တဲ့လှေကားတစ်ခုကိုသူတို့တွေ့ရတယ်။ဘေကာကအလုံးကိုတခိုင်းပြီးသူကတော့အမုံတိုက်ဆက်ကိုဖျက်ဆီးဖို့ကြံနေခဲ့တယ်။ဆိုဖီယာနဲ့ဂျန်တဲ့လူတွေအမြန်ဆုံးအပေါ်ကိုပြေးတက်လာချိန်မှာပဲဂယ်ဆယ်ရဲ့ရဲရင်တွေလည်းရောက်လာကြပါတယ်။ ဒါပေမဲ့ပြေးလာတဲ့ဆိုဖီယာတို့နောက်မှာဒိုင်နိုဆောရက်တွေဝိုင်းအောင်လိုက်လာလို့အခုမှရောက်လာတဲ့စစ်သားတွေလည်းဘာကောင်တွေမှမသိတဲ့အကောင်တွေကိုအမြန်ပစ်ခဲ့ရတယ်။လူတိုင်းကဘေးကမြင်မြင်ရောက်နိုင်ပါစေလို့မျှော်လင့်ရင်းနောက်ကိုခဏခဏပြန်လှည့်ကြည့်ကြတယ် ဒါပေမဲ့မှန်တရားကခါတိခဲ့ပါတယ်ဘေကဟာအတွင်းမှာပြင်းလွှိုင်းလဲကျသွားတယ်သူ့မှာကြည်စံလည်းမရှိတော့နောက်ဆုံးကျန်နေတဲ့လက်ပစ်ဘုံကိုဝိုင်းအောင်လာတဲ့ဒိုင်နိုဆောရဲအုပ်စုတွေပစ်ပေါက်လိုက်တာနဲ့ပောက်ကွဲမှုကအိတ်ကြီးမလွန်းလို့မီးတောက်တွေဟာအမုံတိုက်ဆက်ခုပါတိုက်ရိုက်လောင်ကျွမ်းသွားပါတယ်နောက်ခဏမှာပဲကောင်းကင်မှာမီးလုံးကြီးတစ်ခုလူပောက်ကွဲသွားပြီးဝုန်းကနေဖြစ်သွားချိန်မှာကျန်တဲ့သူတွေကတော့ဘေးကင်းရာပြန်တန်းသွားနိုင်ခဲ့ပါပြီ ရဲရင်ထဲမှာထိုင်နေကြတဲ့ဖွဲ့တွေကဒီပြင်ခွင့်ကိုကြည့်ပြီးဘေကာနဲ့ဘယ်တော့မှပြန်မတွေ့ရဘူးတော့ဘူးဆိုတာနားလေသွားကြတယ်အဲ့ဒီနေရာကလေသူတို့လွတ်မြောက်ခဲ့ပြီမဲ့တကယ်တော့ဒါဟာလူသားတွေဒီစပွဲမှာရှုံးနိမ်သွားတာပါပဲအဲ့ဒီကနေစပြီးရှီဟောင်းတောအုပ်ကြီးဟာဒိုင်နိုဆောမျိုးစိတ်တွေအတွက်သာရနေကြီးဖြစ်သွားပါတော့တယ်ကြည့်ရှုနားဆင်ပေးတဲ့အတွက်သူဂျေဇုတင်ပါတယ်